လက်ရှိထုတ်ပြန်ထားတဲ့အခြေခံမဲဆင်းတွေမှာအမားရင်းနဲ့များနေပြီးရွေးကောက်ပွဲကလွတ်လပ်ပြီးတရားမျှတဖို့အတွက်မဲဆင်းမှန်ကန်မှုလိုတယ်လို့ NLD ပါတီကိုယ်စားလှယ်တွေကဆိုပါတယ်ဒီရွေးကောက်ပွဲကော်မရှင်ဆိုတဲ့တချို့ရက်ကြီးတို့မြို့နယ်တို့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေမှာလက်တွေ့အခက်အခဲဖြစ်နေတာတွေကို မသိနိုင်ဘူးလေတချို့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကတမတ်ရဲ့ကြော်ပြီးဆိုပြီးတော့မဲဆင်းစစ်စစ်ခွင့်ပြင်ဆင်ခွင့်ပေါ့စစ်စစ်ပြင်ဆင်ခွင့်မပေးတာတွေရှိတယ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ရွေးကောက်ပွဲကိုလွတ်လပ်ပြီးတရားမျှတဖို့လှုံ့ဆော်နေတာကိုနားလည်လက်ခံပါတယ်လို့လည်းဆိုပါတယ်။တိုင်းသာမျိုးရနှစ်ပါးမွေးဖွားတဲ့မွေးရပါနိုင်ငံသားတွေမဲပေးခွင့်မဆုံးရှုံးအောင်လည်းကော်မရှင်ကစဉ်းစားနေတယ်လို့သိရပါတယ်။အငရုနဲ့ဆွေးနွေးတာကတော့ရက်သေးရွာထဲမှာသိတဲ့လူတွေရှိတယ်။ဘယ်လိုလဲဆိုမဲုံကိုစလေလေးအဲ့ဒီမဲုံကိုစလဲပေါ့အန်ကယ်တို့မဲုံကိုစလဲတခြားပါတီရဲ့မဲုံကိုမဲုံကိုစလဲဒီလူကဒီရထဲရွာထဲရတိုင်းသာမိပါနှစ်ပါး မူပါဒဟုတ်တယ်လို့ထောက်ခံလိုက်လို့ရှိရင်လည်းအဲပေးလို့ရတယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဒါမျိုးတွေလည်းရှိတယ်နောက်သူတို့အခုစဉ်းစားနေတာကမဲပေးခွင့်ကပ်ပြားပေါ့မဲပေးမတ်ပုံတွေမရှိပြီနဲ့မဲပေးခွင့်ကပ်ပြားလေးတွေပေးထားဒီကပ်ပြားနဲ့လာပြီးမဲထုတ်လိုက်လို့ရှိရင်လည်းဒါမဲပေးခွင့်ရအောင်သူတို့စဉ်းစားနေတာလည်းဒါပြောပါလားနောက်တစ်ခုကတော့အခုအင်္ဂလိပ်တို့ဒီလိုတွေ့ရတဲ့အခါမှာဟိုဘလို့အမှန်လည်းဟိုအဲ့အလန်းဝေးတာပေါ့နော်အဲ့တော့ပြည်နယ်တိုင်းကော်မရှင်အဖွဲ့ဝဲတွေကို ဒီ message စစ်စစ်တဲ့အင်္ဂလိပ်အဖွဲ့တွေရနေပြီးတော့ပြည်နယ်တိုင်းကော်မရှင်အဖွဲ့ဝဲတွေတွေ့ပြီးတော့ပြောလိုက်လို့ရှိရင်ခွာနေပြီးတော့ချက်ချင်းချက်ချင်းလုပ်ပြလိုက်လို့ရှိရင်ပုံမြန်တယ်ပေါ့ဘာသူတို့ကဒီကတော့ပြောင်းစုရောပဲကော်မရှင်ကြတော့ညွန်ကြားချက်တွေညွန်ကြားချက်တွေနေဥပဒေတွေဥပဒေတွေလှုပ်ထုတ်လုံးနေတယ်အခုထုတ်ပြီးသားဒါပေမဲ့အောက်မှာဒီလိုဖြစ်တယ်ဆိုလို့ရှိရင်လည်းအခုနောက်ပြည်နယ်တိုင်းကော်မရှင်ပြောလိုက်ချင်းပြည်နယ်ကော်မရှင်ကတော့သိတယ်ပေါ့သူတို့ကတော့ရကြေးအထိတော့ညွန်ကြားတာမဟုတ်ဘူးပေါ့ဆိုတဲ့အခါကျတော့အဲ့ဒီလိုပြည်နယ်တိုင်းကော်မရှင်က လုတ်ပေးနိုင်တယ်ဆိုတာပြောပါတယ်နိုင်ငံညရောက်နေတဲ့မဲပေးခွင့်ရှိသူတွေအနေနဲ့ www.uecmyanmar.org website ကိုဝင်ပြီးမိမိမဲပေးရမှာနဲ့ပတ်သက်ပြီးကြည့်ရှုနိုင်မှာဖြစ်ပါတယ်။နောက်တော့ကမဲစစ်စစ်ကတချို့ကပြောတယ်မဲစစ်စစ်တာကဟိုရက်ကုန်ပြီ။နောက်ထပ်မတိုးပေးတော့ဘူးဘာညာတချို့ဒေသတွေမှာရှိတယ်ပေါ့နော်။ဒါနဲ့ပတ်သက်လို့လည်းမဲစစ်စစ်တဲ့ကိစ္စကိုမဲစစ်အတီမပြုတ်ခင် ကာလအထိမဲစစ်အတီမပြုတ်ခင်ပေါ့။အပြည့်အစုံမဲစစ်မထုတ်ပြင်မထုတ်ခင်ကာလအထိ စီစဉ်ခွင့်ရှိပါတယ်ဆိုပြီးတော့အင်္ဂလိပ်ပြောတယ်အင်္ဂလိပ်အင်္ဂလိပ်အဖြေပေးတယ်ပေါ့နော်တနင်္ဂနွေနေ့မှာထုတ်ပြန်ထားတဲ့မဲဆင်းတွေအမှားရင်းများတဲ့အတွက်ဒေါန်ဆန်းစုကြည်ကိုတိုင်ကော့မှုနဲ့နေပြည်တော်မှာမဲဆင်းစီစစ်တာတွေပြုလုပ်ခဲ့ပါတယ်။ပြီးခဲ့တဲ့လက NLD ရဲ့ပထမအကြိမ်ဘိုးကော်မတီအစည်းအဝေးမှာလည်းမဲဆင်းစီစစ်ရို့အင်တိုက်အားတိုက်လှုပ်ဆောင်မှုဆုံးဖြတ်ထားပါတယ်။ လာမယ့်ရွေးကောက်ပွဲအတွက်မဲဆန္ဒနယ်ရီကိုထုတ်ပြန်လိုက်ပြီးဖြစ်ပြီးရွေးကောက်ပွဲကိုအောက်တိုဘာလကုန်နိုဝင်ဘာလစမှပြုလုပ်သွားမယ်လို့ရွေးကောက်ပွဲကော်မရှင်ကကြေညာထားပါတယ်ခင်ဗျာကျွန်တော်ပိုင်ဆိုပါ